လေနော်ဒီအဒီယာနိုင်ငံနဲ့စတဆော့ဇလောမဆိုလို့စင်တယောဝအဒီယာဝမအလာဝထန်းတွေပူပေါ်ပြီးတော့တို့တခုခုတို့လောက်တော့မယ်နော်အာဒီမော်ကျော်တရားလည်း line လို့အချိန်မှာဖုံးဆက်လာတယ်ကွယ်နော်တကယ်ခက်တယ်နော် အဲ့ဒါကြောင့်မလို့နော်အခုထိုင်းနိုင်ငံမှာလည်းတည်င်းပေါ်လာပြီနော်ဒီလူတွေဒီစီအာနာစီနဲ့တို့ဘယ်လိုဘယ်လိုဆက်လုပ်မယ့်အကြောင်းပေါ့နော်တဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်ဒါမဲ့ကျွန်မတို့ပြည်သူလူထုတွေကစိတ်ဓာတ်မကျနဲ့ကျွန်မပြောပြီးဘယ်တိုင်းရင်းသားနေမည်မစိုးဘယ်တိုင်းရင်းသားအဖွဲ့စီမစိုးနော်စကားဆာနဲ့မပေါင်းတဲ့အဖွဲ့စီရှိသလိုစကားဆာနဲ့ပေါင်းတဲ့အဖွဲ့စီလည်းရှိပါတယ်နော်အဓိကကျတော့ကျွန်မတို့အင်အားကြီးအောင်ကျွန်မတို့လွှတ်ရမယ်အဓိကကျတော့ကျွန်မတို့ပြည်သူလူထုတွေအမှန်တရားဘက်ကိုရက်တည်ပြီးတော့စစ်မှန်တဲ့ဖဲတဲ့အစစ်စစ်မှန်တဲ့ဖဲတဲ့အမမကကန်အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် လို့စုတောင်းလို့ရှိနေနော်နိုင်ငံရေးတစ္ဆာဖဘာသာရေးတစ္ဆာဖလူမျိုးရေးတစ္ဆာဖလက်နက်ကတစ္ဆာဖအမျိုးဘာသာတနာတစ္ဆာဖအမှုပညာရှင်တစ္ဆာဖနော်တော်လိုက်ရင်အဒန်စာတစ္ဆာဖတို့ပါကျွန်တော်တို့စုတောင်းရမယ်စေအာနာရှင်တစ္ဆာဖစေအာနာရှင်တမျိုးနဲ့ကျွန်တော်တို့စုတောင်းလို့မရဘူးနော်တိုင်းရင်းသားတွေအကောင်လုံးတိလက် ြည်လက်တိုင်းသားတဲ့အကောက်လို့မြင်တယ်ဟောလားအခုတော့လိုင်းကြီးကလေနိုင်ငံရေးတစ္ဆာဖတ်စီတဲ့လူမျိုးရေးတစ္ဆာဖတ်စီတဲ့ဘာသာရေးတစ္ဆာဖတ်စီတဲ့အမျိုးဘာသာသာသနာတစ္ဆာဖတ်စီတဲ့လက်နက်ကန်တစ္ဆာဖတ်စီတဲ့တော့လိုင်းရေးတစ္ဆာဖတ်စီတဲ့အမျိုးမျိုးပဲဒါကြောင့်တော့လိုင်းကြီးအချိန်ကြာရတာပေါ့ရှင်နော်ဒါကြောင့်ကျွန်တော်တို့ဆုတောင်းရမယ်ဆိုလို့ရှင်တော့ပြပြဆော့ဆော့ပြပြဝဝနဲ့စီသမားအော်ဒန်စာကလေးကကြည့်နော်အမျိုးရုပ်တစ္ဆာဖတ်အုပ်စုတိုင်းအကောက်လို့မင်းအွန်လိုင်းနဲ့အတူ တပြန်တည်းနင်ကုန်ချုပ်ပါစေလို့သာဆုတောင်းကြကြလားဘာကြောင့်လဲဆိုတော့လေအခုကကြကြလေးမင်းအွန်လိုင်းကစုံးနေပြီကြကြလေးမင်းအွန်လိုင်းကထွက်ပါမရှိတော့ဘူးเนาะဒါကြောင့်မင်းအွန်လိုင်းကတိုင်းသားနေမြင်မှာဆိုလို့ရှိရင်เนาะအမျိုးမျိုးပဲเนาะသူနေတန်းနေရတန်းဘိုးတွေလိုက်ကျဲเนาะနောက်မှာဒိုးတွေနဲ့သူလိုက်ကျဲအာသူလိုက်ချောင်းအခုကရင်ပြည်နယ်မှာဆိုပိုဆိုးလာပြီဘာဖြစ်ဆိုတော့အခုကရင်ပြည်နယ်မှာကျွန်တော်လက်နက်ကန်အဖွဲ့စီကျွန်မခဏခဏပြောတယ်เนาะနေတန်းလည်းကျွန်မပြောတယ်ကရင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အသိဆိုပဲเนาะဒီကရင်ခေါင်းဆောင်เนาะဒီ KNU ခေါင်းဆောင်အကြီးပန်းတွေကစကားစ နဲ့ NNC ကိုထိုးထားတာလည်းမကွဲမပြဲသေးဘူး။နောက်မော်ချီတူနဲ့အတူတူမြို့ဆိုးထားတဲ့ကြာဖြာအုပ်စုလည်းမကွဲမပြဲသေးဘူး။နောက်တော့အခု NNG နဲ့လာပေါင်းပြီးတော့ Federal အတူနဲ့អော်ပြီးတော့နော်ဒီမိုကရေစီအတူနဲ့អော်ပြီးတော့မြို့ဆိုးခိုးစားလူစားအုပ်စုတွေလည်းမကင်းသေးဘူး။ဒါကြောင့်မို့သူတို့အချင်းချင်းပြဿနာတွေကအတွင်းကတဲနေကြလို့နော်။အကြီးပန်းတွေကျွန်မပြောတာနော်။အကြီးပန်းတွေကပြဿနာတဲနေကြတယ်။နောက်တော့ငါတို့ကရင်ပြည်နယ်မှာငါတို့ကရင် KNU ဘာအုပ်ချုပ်မဲ့အာငါတို့တွေကဒီ2021မှာအစိုးရ NNG ဖြစ်တဲ့အတွက်ကြောင့်မို့ငါတို့ NNG အစိုးရအုပ်ချုပ်မဲ့ ယ်ဆိုတော့အိုးပြဿနာတွေတဲကြတဲ့အမျိုးစော်ပဲဘယ်လိုပဲဖြစ်ဖြစ်အားချရာလူငယ်တွေအသိဆိုပဲဖက်ဒရယ်အစစ်ဒီမိုကရေစီအစစ်လူခွင့်ရဲ့အစစ်ဆိုတာဘယ်နည်းလမ်းမျိုးတွားရမှာလဲပြည်သူမပါတဲ့တော်လှန်ရေးပြည်သူ top ပန်းမူမပါတဲ့တော်လှန်ရေးပြည်သူလက်မခံတဲ့တော်လှန်ရေးပြည်သူလက်လက်မနာတဲ့တော်လှန်ရေးဆိုစစ်သူတို့လက်နဲ့အောက်လက်နဲ့ဘလောက်ပဲမြညာအင်အားဘလောက်ပဲကြည်ကျူသူတို့ဘာမှလုံးလို့မရဘူးเนาะဒါကြောင့်အခုကရင်ပြည်နယ်မှာလဲကျွန်မပြောပြီးကျွန်မတို့ဒီ NUG အစိုးရလဲကျွန်မတို့ကရင်နေလဲမတော်ဘူးဘာပြက်ဆိုတော့ ကျွန်တော်တို့ကရင်ပြည်နယ်မှာကျွန်တော်အားလုံးသိတဲ့တာမှာလက်နက်ကအများကြီးရှိတယ်လက်နက်ကအဖွဲ့အစည်းပေါင်းစုံရှိတယ်เนาะ DNG ဆိုတာတော့အစကတည်းကကျွန်တော်တို့ခဏခဏပြောတဲ့ DNG ဖာမအူဆိုသူတို့ပေါ်လာတာဒီမြန်မာနိုင်ငံတနင်္ဂနွေလို့ကိုစားပြုမဲ့အမျိုးသားညီညွတ်ရေးအစိုးရဒီမိုကရေစီအစိုးရပေါ့နော်။ဒါနောက်ဆော်တော့သူတို့သွားတဲ့လမ်းကြောင်းမမမကန်ဘူး။ဒါကြောင့်တိုင်းရင်းသားတွေလည်းသူတို့ပေါ်မှာယုံကြည်မှုမရှိဘူး။ယုံကြည်မှုမရှိတဲ့ခါကျတော့အခုလိုမျိုးပဲသူတို့အဖွဲ့စည်းလည်းကွဲပြဲ။နောက်သူတို့လည်းလက်ကအခြေချင်းလည်းကွဲပြဲ။နောက်သူတို့နိုင်ငံရေးအခြေချင်းလည်းကွဲပြဲ။ခိုးစားလူစားနှိုင်းစားရတဲ့အုပ်စုတွေလည်းကွဲပြဲ။အဲ့တော့မီအွန်လိုင်းကတော့ငါသိပြီလေနော်မီအွန်လိုင်းသိပြီဒီလူတွေကလည်းနော်ကဘာကိုပပြီးခိုးစားလူစားနှိုင်းစားတယ်ဆိုတော့လည်းကျွန်တော်လည်းမလောက်ရတာဘာမှမရှိဘူးဆိုတော့ ော့ကျွန်တော်လည်းလှုပ်သိမ်းလှုပ်ထမ်းလောက်ရတာပေါ့နော်။ဒါကြောင့်မို့အခုမီအွန်လိုင်းကတရုံနဲ့လက်တွဲတယ်၊လက်စီယာတွေနဲ့လက်တွဲတယ်၊ထိုင်းတွေနဲ့လက်တွဲတယ်သူလှုပ်ချင်တယ်လို့သူလှုပ်တယ်။အခုဆိုသတင်းပေါ်လာပြီလေနော်ဒီအဒီယာနိုင်ငံနဲ့စတဆောက်လောမဆိုလို့စင်တယောဝအဒီယဝမအလာဝထန်းတွေပူပေါင်းပြီးတော့တို့တခုခုတို့လောက်တော့မယ်နေနော်အာဒီမော်ကျော်တရားလည်း line တွေအချိန်မှာဖုံးဆက်လာတယ်ကွယ်နော်တကယ်ခက်တယ်နော် အဲ့ဒါကြောင့်မလို့နော်အခုထိုင်းနိုင်ငံမှာလည်းတည်င်းပေါ်လာပြီနော်ဒီလူတွေဒီစီအာနာစင်တွေတို့ဘယ်လိုဘယ်လိုဆက်လုပ်မယ့်အကြောင်းပေါ့နော်တဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်ဒါမဲ့ကျွန်မတို့ပြည်သူလူထုတွေကစိတ်ဓာတ်မချနဲ့ကျွန်မပြောပြီးဘယ်တိုင်းရင်းသားနေမြင်မစုဘယ်တိုင်းရင်းသားအဖွဲ့စီမစုနော်စကားဆာနဲ့မပေါင်းတဲ့အဖွဲ့စီရှိသူတို့စကားဆာနဲ့ပေါင်းတဲ့အဖွဲ့စီလည်းရှိပါတယ်နော်အဓိကကျတော့ကျွန်မတို့အင်အားကြီးအောင်ကျွန်မတို့လွှတ်ရမယ်အဓိကကျကျွန်မတို့ပြည်သူလူထုတွေအမှန်တရားဘက်ကိုရက်တည်ပြီးတော့စစ်မှန်တဲ့ဖက်တဲ့အစစ်စစ်မှန်တဲ့ဖက်တဲ့မမှန်ကန်ကန်နဲ့လမ်းကြောင်းနဲ့ကျွန်မတို့တွားရမှာကျွန်မတို့တာဝန်နော်ဒါကြောင့်မို့အမှန်တရားပြောရမှာကိုမက ကြောင့်မလိုင်းကြပါနဲ့ပြည်သူလူထုတွေပြည်ဒီတော်နိုင်ရဲ့အားလုံးမြင်တဲ့အတိုင်းပြည်သူကနေပြည်သူပဲစစ်တဲ့အတွက်ကြောင့်မလို့နော်စိုက်တာမကြပါနဲ့နော်ကျမတို့နိုင်တလောက်နော်တဖြည်းဖြည်းနဲ့သွားကြပါလို့ကျမတို့ပြောရှင်းတယ်နော်ညနေလက်ခါဟောဖန်မျိုးနဲ့မှာလို့ဒါစစ်မှုထံအတွက်မဲနိုင်ရွေးချယ်ပြီးလူတိစုဆောင်နေတယ်နော်ကရင်ပြည်နယ်ဖန်မျိုးပေါ်မှာစစ်ကောင်စီလက်အောက်ခံအောက်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုစစ်မှုထံခေါ်ယူထားတွေ့ဆက်လက်လှုပ်ဆောင်နေပြီးရက်ွက်တချို့မှာတော့စစ်မှုထံဖို့အတွက်မဲ င်နိုင်တာတွေစတင်လှုပ်လှုပ်ဆောင်နေပြီပေါ့နော်ဖအံပေါ်မှာရက်ွက်တွေမှာတဲ့အရင်ကစစ်ကောင်စီအုပ်ချုပ်ရဲ့အဖွဲ့တွေဟာစစ်မှုထမ်းခေါ်ယူရာမှာရက်ွက်တွေအသွင်းပြည်သူစီကနေငွေကြေးလက်လန့်ကောက်ခံနေပြီးအဲ့ဒီ ကောက်ခံနေရတဲ့ငွေကြေးတွေနဲ့လူတဦးကို9ရက်ခေါ်ဆိုခဲ့ဒီစီမှုထံဖို့အတွက်လူအစားထိုးသွားတာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကာလမှာတော့ဖအံမျိုးပေါ်မှာအမတ်တရက်ွက်အပါအဝင်ရက်ွက်တချို့မှာစီမှုထံခေါ်ဆောင်ဖို့အတွက်မဲနိုင်တာတော့စတင်ပြုလုပ်လာပြီးဖြစ်ပါတယ်တဲ့နော်နော်နေဒီအော်ထအောင်တဲ့တတိမနောကထောင်းနာနော်နော်အောင်ဆန်းစုကြည်လက်ကြိုရွေးကုလသမကုလ နော်အကုသမှုနော်ကုသမှုယူခံနေရတယ်နော်စကိုင်းငလင်လောက်ခဲ့မှုတွေနဲ့နေပြီးတော့အနိုင်ထိခတ်ခဲ့ပြီးနေပြီးတော့တွင်ရှိနော်ဝန်တန်းအဲ့ရနေအထမြင့်အဆောက်အုံများအပါဝင် ထိခတ်ပျက်စီးခဲ့ပြီးတေဆုံးသူ469ဦးစီကြောင်းနော် တိရဒီတဲ့အစောပါတေဆုံမှုတွင်တဲ့နော်အတွင်းအစင်းနှင့်ညုံမှုအစင်းများပါဝင်ပြီးတမ်းမှန်ဝန်ထမ်းများလည်းထိခတ်မှုရှိပြီးဝန်ထမ်းမိသားစုတချို့လည်းဖေဆုံခဲ့သည်တဲ့နေပြည်တော်တွင်ထိုင်ထိုင်ထိုင်ခဲ့ရတော့နော်ပြည်သူအစိုးရဤနိုင်ငံတော်အတိုင်းပင်ခံလဲနော်နိုင်ငံသားရေးဝန်ကြီးလဲဖြစ်နေသူနိုဘယ်ငြိမ်းချမ်းရေးဆုနှင့်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အားတဲ့သီသက်နေအိမ်နထ ซอดตะคูโตเปียงซวยทาแค่ดีเนาะซากะซามะเนาะ ဆကစာမထန်းနိုင်ငံဒုတိယဝန်ကြီးချုပ်နေဒေါအောင်ဆန်းစုကြည်တို့အားနေပြည်တော်အချင်းထောင်တွင်တွဲဆုံခဲ့ခြင်းမဟုတ်ဘဲနေပြည်တော်တွင်ရှိသီးခြားနှစ်ထအိတ်ဆောင်မှာဘောနော်တွဲခဲ့ပြီးနောက်အဆိုပါနေအိတ်တွင်ပင်အောင်ဆန်းစုကြည်နှင့် တွဲဆုံခဲ့သောနေရဖြစ်သည်တဲ့နော်အဆိုပါနေရဒီတဲ့ဝန်ကြီးများနေထိုင်သောအိယာဝန်ကြီးဖြစ်ပြီးယခုဆကစာပြန်ကြားရေးဆန်ရ တောင်ထမ်းဆောင်နေသောဘိုလ်ချုပ်စော်မင်းထွန်းအသည့်သုံး တုံထတိုက်ဆော့ထားဒီတဲ့ရက်ွက်ဖြစ်ဒီမလာ28ရက်စကိုင်းငလင်လောက်ခက်တော့ကာလာတွင်နဲ့အောင်ဆန်းစုကြည့်ဒေါ်အောင်ဆန်းစုကြည့်ဒီတရားမလန်ဆော့နေတော့အချိန်ဖြစ်ပြီးထိုးအချိန်အဆိုပါအဲ့ဤပထမမြေညင်ထမြေထဲတော့တဲဝဲကြော်ကြော်နော်နင်းဝင်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည့်နေထန်နေရတော့ဒုတိယပြုတ်ကြရမှာထိခတ်ခဲ့ပြီးဘယ်ဘက်လက်တစ်ဖက်လက်ပြန်ကြိုးခဲ့ကြောင်းမြင်မအမေရိကန်တည်င်းဌာနမှစုံစမ်း ပြောဆိုလာခဲ့တာပေါ့နော်အနော်နော်ညတိတရားရပါတယ်ဝန်ခိုးဝမငါတကလူနေပြီးတော့နော်နော်အမေစုနာဒီလေအကေတာလူငယ်နင်းထားတယ်ထားလခါနော်ရပါနော်ဝန်ခိုးလောက်ခုံနော်ငယ်ဒီလောက်ခုံစတော့အကျူတော့ခေါ်နော် เอาเวลาขาใหม่เจ้าเนี่ยบุเนี้ยฉันรับปานะแม่แม่แม่นะคะตัวใหญ่เนาะตัดดีเนาะกูไม่กูใจเนาะแต่ว่าภาษาเกลโลภาษาเกลโลตัดดีละไงเนาะอ่าอดีอเมริกันเนาะอเมริกันตัดดีฐานหน้าหมอจะสักสองวันเนาะจะสักสองวันเนาะจะเจ้าเนี่ยบุเนาะอ่ะคุยจนเนาะแม่แม่แม่นะตัวใหญ่แต่ว่าอเมริกซูเนาะอย่าเยอะเนาะดิลู่ยังเงอตัดดีทะเลาะกันลู่ลาโคเบย์คุยเบย์ค่ะอย่าเยอะเงอนะบาลีอย่างบุเนาะเพราะลู่ในบีดอกเกลโลสิระบาลีบาเล่นาดีดาแต่เราค่ะนึ่งทุ่งซาลูนู่น 2023ထုံ2025အထိကိုနော်အမေစုအောင်မှာတမဒဝီမြင့်အောင်မှာမအတိတနဲ့ဖလောင်းအောက်ကပုံမတွေ့တုံခေါင်ကျင်းတော့ဖိ အမေရိကန်အစိုးရတလအစိုးရဖဲအစိုးရမလီဒါကလည်းအမေစုမမီအောင်လန်တောင်ဒါဝေးနော်မနဲ့အောင်မဘောဒါအမေစုကျူခါခေါင်းခါမကဲလို့ရလည်းငလင်ကိစားတော့မနဲ့နေအောင်ဘာမရရနေအောင်ဘာဘာလဲကြောင့်မလို့မီအောင်လန်နမစဘောကူမယ်နော်မဲခွေသားခွေသားမဲမီအောင်လန်ကိုသိရတရားမဲမီအောင်လန်မမသိမဲမဲစီဟာလက်စီရမော်ရဖွားမီအောင်လန်နော်ယုံမတဲ့မော်ရဥပမာ အမေစုအဘမမေလာလာခူတာခူတာဖရမစဘောနငါအေးမယဖလိကဲမေစုနီနငါအေးအမေစုဒီမကဲဟနီဘာလဲချဘုန်းအဒီအကီတူအမေစုလူဂျုံလေဂျုံမအဒီလထဖလောတဒီနီမယမကထနမီအွန်လိုင်းမယဖမနီဒါအမေစုမအဒီလတဒါဘာလို့မေးကြောသားရဘုန်းနော်ကြမဖလောစွမ်ဘူးတဲ့ငော့လောပါချုံအဒီကနဟကလောနဟမဘာလဲချဘုန်းနော်နဒီတရတန်နော်အခိုင်အမေစုရဲ့ဒီအဒီမလောတဲ့အဒီအော်စီမအဒီလီပါတဲ့တာလဲလိုဟင်ဂျာလူမျိုးတို့တပြားမှုတော့ဝင်ရဘုန်းနဲ့အခါနော် ဖတင်အဒီဖုံးဘာချက်လဲဝရိထောဝဒါ NCC NCJ တဲ့နော်အာစစ်တပ်ငောင်းအာနာနင်းချိလေရေကနော်ပါလေအမေစုတဲ့စီအခုကျွန်တော်ချက်လက်တီနော်ဘာထပရိုဂရမ်လောသာတကမှာနော်ကျောင်းမနော်ရေလောဒီပျောင်းနဲ့လက်တီရချက်တော့ချက်လို့နော်ညာပျောင်းနဲ့အဒီအဒီတီရောက်တော့အဒီတာခါရဲလက်ကောစလို့နော် problem မှာချက်လက်ပါနော်ညာဘုံနော်ကျောင်းမလို့နဲ့ဒီ problem ဆောင်မနော်ညာဘုံနဲ့နော် နတိဘကတော့ချနာမေပါနော်လောက်ကအခါရတဲ့တင်လစ်ဆန်းခေါင်ကဲလခနော်အဝရကဘာနိုင်ငံရေးစီရေးစီးပွားရေးမတိငယ်ဖြစ်နေတာကိုနော်အခွင့်ကောင်းယူပြီးအိဒီယာဟာဒေတာတွင်းမှာဩစာချက်တွင်ဖိုနဲ့တယောနိရာစီယာလူမျိုးအကိုကြီးနေရာကိုဝင်ယူချင်တာကြောင့်เนาะတနင်တနင်ကုန်เนาะเนาะတနင်ကုန်ဒါမှမဟုတ်နော့နိဆိုင်เนาะဇန်နဝါရီ2026မှာပြုလုပ်မည်ဆိုတဲ့ မင်းအောင်လှန်ရဲ့ရွေးကားပွဲကိုထောက်ခံပေးဖို့ပြီးခဲ့သည့်ဒီဒီအပဘန်ကောင်မှကျင်းပခဲ့တဲ့နော်ဘစ်စတအစီအဝေးကိုမင်းအောင်လှန်ကိုဖိတ်ကြားပြီးအိဒီယာကထန်းကိုပြောခဲ့ကြောင်းသိစရာပါသည်တဲ့နော်အဲ့ရနဒီတာမင်းအောင်လိုက်ကပဲတို့2025ရွေးကောက်ပွဲမှာအဲ့နေအဝဲယူအဝဲဆိုရတာလို့2026 2026အဝဲကပဲတို့ရွေးကောက်ပွဲမှာနေနော်မင်းအောင်လိုက်ဒါသားလေ